ကာမာလီကမျက်စင်းခက်ဆေးကိုယူပြီးသူမရဲ့မျက်စိတစ်ဖက်ကိုတဆက်စီချလိုက်ပါရီဒလုံးနဲ့ចောင်းသွားတော့ရုတ်တရက်ကြီးဘေးရចောင်းသူကသူမကိုစိုက်ကြည့်နေရကြောင်းလန့်သွားခဲ့ရတော့တာပါဒါပေမဲ့ဘေးရចောင်းသူတွေမဟုတ်ပါဘူးတခြားဘေးရចောင်းသားတွေရပါသူမကိုစိုက်ကြည့်နေရကြတာတွေကိုတွေ့လိုက်ရပါတယ် သူမလည်းမျက်နှာပေါ်မှာတခုခုပေးနေတယ်ထင်ပြီးတော့မှန်ကိုကြည့်လိုက်ပါရယ်ကြည့်မိမယ်လို့ဘာမှပေးမနေခဲ့ပါဘူးမှန်ကြည့်နေတော့မှလည်းသူမနောက်ကကျောင်းသားတွေအကုန်လုံးကပါသူမကိုစိုက်ကြည့်နေမှန်သိလိုက်ရပါရယ်သူမရန်ကိုလန်လာပြီးဆီယာမကိုပြောပြဖို့လို့တော့ဆီယာမကလည်းခုနကကျောင်းသားတွေလိုပဲသူမကိုစိုက်ကြည့်နေခဲ့တာပါတခါလုံးကသူမတယောက်တည်းကိုပဲစိုက်ကြည့်နေကြတာဖြစ်ပါရယ်သူမလည်းနေလို့မတက်တော့တာနဲ့ကျောင်းကန်းလေးရနေထွက်ပြေးလာပါရယ် အခန်းပြင်ကိုရောက်တော့လေလေကားဆဲမှာပါတခြားចောင်းသားတွေကသူမကိုစိုက်ကြည့်နေပြန်ပါတယ်။တခြားလုံးသူမကိုစိုက်ကြည့်နေပြီးကောင်လေးတယောက်ကိုဘာတွေဖြစ်နေရလဲလို့မေးလိုက်ပါတယ်။ကောင်လေးတွေကလှုပ်တာမလှုပ်ဖဲနဲ့သူမကိုပဲစိုက်ကြည့်နေကြတာပါ။အိမ်ပြန်တဲ့လမ်းမှာလေလူတိုင်းကစိုက်ကြည့်နေကြပြန်ပါတယ်။ TV ဖွင့်ကြည့်တော့လေ TV ထဲကသရုပ်ဆောင်တွေကသူမကိုပဲကြည့်နေပြန်လို့ TV ကိုပိတ်လိုက်ရပါတယ်။ ်။နောက်နေ့မနက်အချိန်ကိုတော်တော်လည်းမနေ့ကအတိုင်းပါပဲလူတွေစိုက်ကြည့်တာကိုခင်ရပါတယ်။ဒါပေမဲ့ကောင်းလေးတယောက်နဲ့တိုက်မိပြီးအရိကောင်းလေးကသူမကိုစိုက်ကြည့်မနေမှန်းသိသွားတော့သူမရန်ကိုပြောသွားခဲ့ပြီးစကားဆပြောလိုက်ပါတယ်။ဒီလေ recap play ကတော့တလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါအသေးသေးသောစိတ်ဝင်စားဖွယ်တွေနဲ့ပြန်လာခဲ့ပါအောင်ပဲဆက်လက်ချစ်ခင်အားပေးကြပါအောင်ရှင့်